မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနရဲ့ထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါရောင်းမယ်ပထမဦးဆုံးရမ်းမျိုးနယ်တရချောင်းကြားကိုဘုံလာကျဲသည့်စစ်တပ်၏ drone တစ်စီးပြတ်ကျပြီး PDF တပ်ဖွဲ့ကသိမ်းဆည်းရရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းလေဗရန်မြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကျန်းဖက်စစ်တပ်၏ drone တစ်စီးပြတ်ကျပြီးသိမ်းဆည်းရရှိခဲ့ကြောင်းတာယာဝရီကလုံတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ် အော်တိုဘာလ19ရက်ယနေ့မနက်09မိနစ်30ခန်းမှာလက်ပန်းမျိုးနဲ့တရချောင်းရွာကိုပုံလာခြင်းတဲ့ဂျမ်ဖက်စစ်တပ်၏ drone တစ်စီးဟာဆက်ချုပ်ဝင်ပြီးပြန်ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောပြန်ချသွားသော drone ကိုတရချောင်းရွာအနောက်ဘက်မှာတာယာရီဂလုံတပ်ဖွဲ့မှသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်သားတွေကတရချောင်းရွာကို drone နဲ့ပုံလာခြင်းတဲ့ ဲ့ဒီမှာစက်ချုပ်ရင်းပြီးတော့ drone ကလေးလေးနဲ့ပြုတ်ကျလာတာကျွန်တော်တို့လည်းတရင်ကြားလာနဲ့သွားပြီးတော့ယူဆောင်လာခဲ့တဲ့အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီဟုတိုင်ယာရီဂလုံတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတရချောင်းတွေအောက်တိုဘာ15ရက်နေ့ကလည်းမိရှုပ်ပြစီရန်စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ20နှစ်ကုတ်ကဲမှုဖြင့်အမတ်383ညနှင့်တရင်အမတ်383ည3တရင်တာယာရီရှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ ားရောင်ရီဂလုံးပြည်သူကာကွယ်တပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကျန်းဖက်စစ်တပ်အကြံဖက်စစ်တပ်မှအထိကိုက်များခဲ့ပြီးစစ်သား15ဦးထပ်မံတေဆုံးကစစ်တုံးပန်းဖြင့်စစ်သား12ဦးကိုဖမ်းဆီးရရှိကလက်နက်အစုံ19လက်ခရယံများနှင့်စစ်သုံးဆောင်ပစ္စည်းများစွာကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည် တန်းချောင်းမျိုးနယ်ဝေလူဝရက်ွက်အုပ်ချုပ်ရေးမှုနယ်ဘွဲကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးမိတီလာတွင်ရောက်စုမှုကျွလွန်သူကိုငွေကျပ်သိန်း80ပေး၍စစ်မှုထမ်းခိုင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စံကြောင်မျိုးနဲ့ဝေလူဝရက်ွယ်အုပ်ချုပ်ရေးမှုနယ်ဖွဲ့ကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးပြီးငွေညစ်ကငွေမပေးနိုင်သောလူငယ်များကိုလူစားထို စစ်မှုရန်ပြေရောက်စားနေကြောင်းဖန်စီကန်လူငယ်တချို့၏ဆွေမျိုးများနှင့်ဒေသပြည်သူများကပြောဆိုပါရ။အော်တိုဘာလ10ရက်နေ့ည9:15မိနစ်အချိန်ကြီးမြင့်တိုင်းမြို့နယ်နက်စင်လန်းနှင့်စမ်းကြောင်းမြို့နယ်ဝေလူဝန်တရားကြားမှာအသက်20ကျော်အရွယ်လူငယ်တို့ကိုဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကအတင်းကျပ်ဖန်စီပြီးပရိုပေါက်ကားပေါ်ဆွဲတင်သွားကြောင်းရှင်းတော့ဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးရှုံးသို့ခေါ်ဆောင်သွားခဲ့ကြောင်းရှင်းခဲ့သူလူငယ်များကိုဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးရှုံးနှင့်အဖွဲ့က ပရိုပေါကားများဖြင့်လိုက်လံဖန်စီပေါ်တာဆွဲနေမှုမှာမကြာခဏဆိုသလိုလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါသည်။ ဝင်းလူဝရက်ကွက်အုပ်ချုပ်ရေးမှူးကဘရိုးပေါက်ကားနဲ့ကြီးမြင့်တိုင်းနဲ့စမ်းကြောင်းတစ်လျှောက်မှာစစ်မှုရန်ပြေလူရှာဖို့လူငယ်တွေကိုလိုက်ဖမ်းနေတာတော်တော်ကြပြီးတကယ်လို့ငွေတက်နိုင်ရင်တော့သိန်း90နဲ့ပြန်ရွေးခိုင်းနေငွေမတက်နိုင်ရင်တော့တခါတည်းစစ်မှုရန်တနန်းကြောင်းတန်းဖို့ရဲသူကရက်ကွက်ထဲမှာလဲစစ်မှုရန်ခြေဖြည့်အိမ်တိုင်းစီကလာစဉ်ကောက်တဲ့လူရဖို့ကြတော့အပြင်းမလိုက်ပြီးလူငယ်တွေကိုပေါ်တာဆွဲလိုက်ဖမ်းနေတာဟုဝင်းလူဝရက်ကွက်မှာရင်းပြစ်စင်များကိုသိရှိထားတဲ့ဒေသပြည်သူတို့ကပြောပါတယ် အဆိုပါဝေလူဝန်ရက်ကွက်အုပ်ချုပ်ရေးမှူးမှလေးလမ်းမှာနေထိုင်ပြီးစစ်မှုထမ်းဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာလူစားထိုးငွေညှိရရှိသောငွေကြေးများကိုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များကခွဲဝေရယူကြကြောင်းစမ်းချောင်းမြို့နယ်ထွေုံနယ်ရဲတပ်ဖွဲ့ကလည်းစစ်မှုထမ်းလူငယ်များပုံမှန်ရရှိရေးအတွက်အုပ်ချုပ်ရေးမှူး၏ပေါ်တာဆွဲဖမ်းဆီးငွေညှိမှုများကိုသိရှိတော်လဲတစုံတရာအရေးယူမှုမရှိကြောင်းသိရှိရပါသည်။အလားတူမိထီလာမြို့နယ်ကြောက်ဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ကရောင်းစုံမှုများကျူးလွန်နေသည့်အင်းပလက်ကျေးရွာသားကျော်စိုးလင်း ော်ဖားကြီးကိုငွေကျပ်သိန်း80ပေး၍စစ်မှုရန်လူစားတို့ဖြင့်ဝယ်ယူပြီးစစ်တပ်အတွင်သို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။အင်းပလက်ခြေရွာသားကျော်စိုးလင်းခေါ်ဖားကြီးမှာမူရစေဝါရောင်းဝယ်ခြင်းဆိုင်ကယ်များခူးယူခြင်းတို့ကြောင့်အလို့ရှိနေသောရာဇဝတ်သားတဦးဖြစ်တော်လဲစစ်မှုရန်အဖြစ်သိန်း80ပေးကအောက်တိုဘာလ18ရက်နေ့မိထီလာ133တက်ကိုပို့ဆောင်လိုက်ကြောင်းသိရပါဗျ။ဖားကြီးကမူရစေရောင်းနေဆိုင်ကယ်ခိုးတယ်အဲ့ဒါကိုရေးယူပေးဖို့အုတ်ကြီးဝင်းမြင့်ကျော်ကိုတိုင်တားကြတာ တိုင်ထားကြတာအုတ်ကြီးနဲ့ဖာကြီးကညီကိုတဝမ်းခွဲတော်တယ်အဲ့ဒီတော့ရန်စုသားကိုရေးမြူပဲငွေချက်30ပေးပြီးစစ်မှုတဲ့လူစားထိုးဆိုပြီးစစ်တပ်ထဲထည့်လိုက်တာမနေ့က133တက်တဲ့ကိုအုတ်ကြီးကိုရိုင်းလိုက်ဖို့တယ်သူလုတ်တဲ့ရာဇုံမှုတွေလည်းအေးအေးယူလို့မရတော့ဘူးပေါ့ဟုဒေတာတရင်ရှင်မြက်ကပြောပါတယ်အကြံဖက်စစ်တပ်ကယခုအော်တိုဘာလအတွင်းမှာစစ်မှုတဲ့အပတ်စဉ်ဆက်ရှိကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးစီမံကိန်းကိုစေအုပ်စုကလက်တွေ့အမြန်စတင်လို့တော်လေရုရှားကနှောင့်နှေးနေကွေးစွာတုံ့ပြန်နေ၍မင်းအောင်လိုင်းအမလို့အမရဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်မင်းအောင်လိုင်းကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လို့တော်လေရုရှားကနှေးကွေးစွာတုံ့ပြန်နေ၍စေအုပ်စုကအမလို့အမရဖြစ်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရတယ်။ အကျန်းဖက်မင်းအောင်လိုင်ကနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး၍သဘောတူညီထားတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြင်မြန်အမြန်ဆုံးစတင်လို့ကြောင်းတို့ရတွင်ရုရှားဘက်အချမ်းမှထုတ်ပြန်မှုနှိကွေနေ၍စီမံကိန်းမှာခရီးမပေါက်ပဲလက်တွေ့ဖြစ်လာရန်ကြာမြင့်နေကြောင်းမင်းအောင်လိုင်ကဓာတ်ပေါင်းဖို့အတွက်လက်တွေ့မြင်နေရနှစ်ဖက်ညှိနှိုင်း၍ချိန်ကာရုရှားဘက်မှပညာရှင်များနဲ့မြန်မာဘက်မှပညာသင်များပူးတွဲ၍နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရန်အမြန်ဆုံးစတင်ခြင်းနေကြောင်းသိရပါသည် ဓာတ်ပေါင်းပိုစီမံကိန်းကိုနှစ်ဖက်ညှိနှိုင်းပြီးတော့မြေနေရရေတာမြေတမတ်တာနှစ်ဖက်ပူးပေါင်းအဖွဲ့တွေလောက်တာတွေစတင်နေပြီးရုရှားဘက်က process data အနေနဲ့တော့ရုရှားပြည်များရှင်နေလာဖို့လဲဒီဘက်က ready ဖြစ်ပေမဲ့ရုရှားဘက်ကမြင်းမြန်းဆန်းဆန်းမလို့သေးဘူးအခုတက်တိကိုနှစ်နိုင်ငံသဘောတူညီချက်ကလက်တွေ့အကောင့်ထဲပေါ်မှုအားနေနေတာဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ် 2025ခုနှစ်အေဗီလာတွင်မြန်မာနိုင်ငံတွင်ရုရှားကမဂါဝက်130အသေးစားနျူကလ িয়ার တပ်ပေါင်းဘူကိုတည်ဆောက်ရန်နှင့်အဆိုပါတပ်ပေါင်းဘူကိုမဂါဝက်330တိရက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရင်နျူကလ িয়ার တပ်ပေါင်းဘူအဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်းနျူကလ িয়ার တပ်ပေါင်းဘူစီမံကိန်းအတွက်ရုရှားနှင့်မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လွှာသဘောတူညီချက်ကိုလည်း ရုရှားညွှန်ကြားမှုချုပ်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးနဲ့လက်ပံရေးတို့ကိုရုရှားပညာရှင်များနဲ့တူမြန်မာနိုင်ငံမှာဆင့်အရာရှင်များကိုပူးရဲတင်ကြားပြသပေးသွားမည်ဖြစ်ပြီးစေယုစုကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်မှုအဆင့်လိုက်ခြင်းစီအတွက်စေယုစုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရပါတယ်။ လက်တလုံးစစ်တပ်ကနျူကလ িয়ার တပ်ပေါင်းဖို့စီမံကိန်းအတွက်နျူကလ িয়ার ဘာသာရေးဆိုင်ရာပွဲလွန်ရရှိထားတဲ့ရုရှားပြန်စစ်ဖို့အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးအတွက်ပွဲလွန်ဘာသာရေးများတင်ကြားနိုင်ရင်ပြည်ညာတော်တင်များဇက်တိုက်စီလွန်လျက်ရှိကြောင်းသိရှိရပါသည် မင်းအောင်လိုက်ကနျူကလ িয়ার နည်းပညာကိုငင်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမည်ဟုပြောဆိုထားတော်လဲနျူကလ িয়ার ပညာရဲ့ပတ်သက်၍စစ်ဘက်အရာရှိများကရုရှားသို့ပညာတော်တင်စေလို့ပြီးအရေးပတ်မှဝန်ထမ်းများကိုဆင်လွတ်မှုအလွန်နှေးပါလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည် မေအောင်လာဤစက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံတွင် အငေစားလျက်စစ်ဒါအပိတ်ဆိုင်ုံတိဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစဦးလူဆွာရင်းမြစ်များနှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ကုမ္ပဏီတို့ကတပ်နိုင်သမျှဆက်လက်ကူညီပေးရန်မေအောင်လာကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ကြောင်းသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ပေါကောင်းနဲ့အွန်လိုင်းမြို့နယ်အစက်ကုတ်စစ်တပ်ကလေရင်ပြင်ပုံဆယ်လုံးကျော်ကျင်းချတိုက်ခိုက်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါကောင်းမြို့နယ်နဲ့မကွေးတိုင်းအွန်လိုင်းမြို့နယ်အစက်ကုတ်အကြမ်းဖက်စစ်တပ်ကလေရင်ပြင်ပုံဆယ်လုံးကျော်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ရမန်နေ့အောက်တိုဘာလ14ရက်ည9နာရီကျော်ကမှစတင်ပြီးအကြမ်းဖက်စစ်တပ်၏ Jet Fighter ကပေါကောင်းမြို့နယ်နဲ့အွန်လိုင်းမြို့နယ်ဆက်ရှိမြေနက်တောင်အနီးတစ်ဝိုက်နဲ့ရွှေလောင်စမ်းမကြီးရွာ ာနီကိုဘုံ၁၀လုံးကျော်ကျေချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ အကျန်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲကျင်းရွာနေပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။မနေ့ကညပိုင်းကပောက်ခေါင်းနဲ့အောင်လန်းမျိုးနဲ့ဆက်ကိုစစ်သားတွေကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာတုံးချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရတယ်။ပြည်သူတွေထိခိုက်မှုတရင်နေမကြမိဘူးပြည်သူတွေကဘုံထက်ပြီးလာကျဲမှာကိုစိုးရိမ်လို့တိမ်းရှောင်နေရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ အလားတူအော်တိုဘား16ရက်ကလည်းပေါက်ကောင်းမြို့နယ်ကြောက်ပြင်သားရွာနဲ့ပလံပင်ရွာကိုအကျန်းဖက်စစ်တပ်၏စစ်တပ်လေးလေးစီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံစနလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့သောကြောင့်ကြောက်ပြင်သားရွာမှတားဖဖြစ်သူအသက်38နှစ်ရွယ်ဦးသိန်းစော်နဲ့အသက်10နှစ်ရွယ်မောင်တပ်ပိုင်စော်တို့ပွဲချင်းပြီးတေဆုံးခဲ့ပြီးပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။